မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့ဘောနော်ကျွန်တော်ပြည့်သက်တွေကိုကျွန်တော် မြတ်တရက်ခဲညင်တာကဟိုစကားပြောတဲ့ပုံစံမျိုးလေးနဲ့ပဲကျွန်တော်သတင်းအကြောင်းအရာတွေကြီးပဲဆက်တိုက်ပြောသွားမယ် ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ညကျွန်တော်ကွန်းထဲမှာအလုပ်လုပ်ခဲ့ရတဲ့ပုံစံကလည်းနည်းနည်းလေးပြင်ပန်းနေဘလို့ပုံစံမျိုးလဲဆိုတော့ဒီ1 Friday 5 1 11ပြင်ပွဲကျင်းပတဲ့အနေထားမှာတစ်ဖက်က Joshua Benno ပါဝင်ထိုးသက်မဲ့ UFC 360ပြင်ပွဲကလည်းဝိတ်ချိန်တဲ့အစီအစဉ်တွေကိုတပြိုင်တည်းလှုပ်သွားတယ်အဲ့တော့ကျွန်တော်လဲဟိုဘက်သတင်းတွေကြည့်လိုက်ဒီရက်ပွဲတွေကြည့်လိုက်နေဆိုတော့သိပြီးခေါင်းလဲမအေးရဘူး ပြီးတော့ဒီပြန်လာတဲ့အနေထားမှာလည်းညံ့နေတယ်မနှက်ဖြန်မနှက်ကြရန်လဲဒီလူပီနီကွန်းနဲ့ပဲပြန်ပြီးသွားဖို့အစီအစဉ်ရှိတယ်ဟို1532ပြန်ပွဲသွားကြည့်ဖို့စည်ရင်ပေးထားတယ်ပေါ့နော်ဒါကြောင့်မို့လို့ဟိုကျွန်တော်သတင်းတွေမနှက်ဖြန်ကြမှာတင်ဆက်မယ်ဆိုရင်အများကြီးနောက်ကျသွားမှာစိုးတဲ့အတွက်အခုလိုစကားပြောတဲ့ပုံစံလေးနဲ့ပဲပေါ့နော်ဒီကနေ့တော့သတင်းအကြောင်းအရာတွေကိုပြောပြသွားကြမှာခင်ဗျာဒီတယ်မြခင်ဗျာမင်းညကကျင်းပသွားတဲ့1 Friday 5 1 11ပြိုင်ပွဲကတော့ ကျွန်တော်မျက်စိအမြင်ပေါ့နော်ကျွန်တော်မျက်စိအမြင်ကတော့ပြိသက်လာရောက်ဝင်ရောက်မှုတော်တော်လေးနည်းတယ်ဘာဖြစ်လို့လဲဆိုတော့ပုံမှန်အားဖြင့်ဆိုရင်ဒီလိုရာသီဥတုတာယာတဲ့နေမျိုးဆိုရင်လူကတော်တော်ကြီးများတယ်မနေ့ကတော့ဟိုကျွန်တော်တွေ့တာတော်တော်များများကအကြောင်းသားအကြောင်းသူလေးတွေပဲများတယ်ဒီအကြောင်းသားအကြောင်းသူလေးတွေကဘယ်လိုပုံစံမျိုးနဲ့လူပိနီကွန်းနဲ့ရောက်တာလဲဆိုတော့ဟိုကျွန်တော်တို့စီကဟိုတရားပွဲတွေမှာပေါ့နော်ရက်ွက်တွေအလိုက်ဟိုပြည်သူရင်မြန်မာတရားသွားနာတဲ့ channel ဆိုရင် ဟို line ကားတွေနဲ့ပေါ့နော် season ပေးတဲ့ပုံစံမျိုးပေါ့နော်ဒီကလည်းအဲ့လိုတချို့ចောင်းတွေကိုအဲ့လိုပုံစံမျိုးနဲ့အခမဲ့ပေါ့နော်ចောင်းသားလေးတွေဝင်ကြည့်လို့ရအောင်ပုံစံမျိုးနဲ့ season ပေးတယ်အဲ့လိုចောင်းသားလေးတွေပဲမင်းညာကတော့ပုံများတယ်လို့ကျွန်တော်ကယူဆကြည့်ချက်နဲ့ညနေကလေးကလည်းចောင်းဝတ်စုံနဲ့တွေ့တဲ့သူတွေပဲများတယ် one championship ကအဲ့ဒီပုံစံမျိုးကိုလှုပ်လာတာကလွန်ခဲ့တဲ့တလားလောက်ကလေးကစတယ်ဟိုတချို့နိုင်ငံသားခီးသွားတယ်ဆိုရင်တော့ဘယ်လိုပုံစံမျိုးလှုပ်လဲဆိုတော့ သူတို့ကဒီဒီဟိုတယ်တွေဒီဟိုတယ်တွေမှာတဲလို့ရတယ်အဲ့ဒီဟိုတယ်တွေမှာတဲရင်ဒီ155ပြန်ပွဲကိုအခမဲ့ကြည့်လို့ရတယ်သူတို့ကအဲ့ဒီဟိုတယ်တွေနဲ့ promotion နဲ့ partnership စာချုပ်ချုပ်တယ်ချုပ်ပြီးတော့ စုရက်တစ်ခုအနေနဲ့ထားပြီးတော့အဲ့ဒီကဖယ်ရီကားနဲ့အဲ့ဒီလာကြည့်မဲ့ဧည့်သည်တွေအကုန်လုံးကိုတစ်ခါတည်းလာပို့တယ်ပြီးမှပြန်ပို့တာရောအပို့ချူရောအဲ့လိုပုံစံမျိုးလုပ်တယ်ပေါ့နော်ဒါကတော့သူတို့ခီးသွွားလုပ်ငန်းတွေနဲ့ပါတနာရှစ်ချုပ်ဆိုပြီးတော့ဒီနိုင်ငံသားဝင်ရောက်မှုများအောင်လုပ်တဲ့ပုံစံမျိုးဒါပေမဲ့စာတင်ចောင်းသားလေးတွေចောင်းသားရွယ်လေးတွေဝင်လာကတော့လာပိုင်းတွင်းမဲ့ရှိသေးတယ်သူတို့ကိုယ်နဲ့ရောက်လာရင်သူတို့ကစူးစူးဝါးဝါးလေးနဲ့ဟိုလုံငယ်ပြီးပြီးអော်ကြတော့သူတို့ကိုယ်နဲ့ရောက်လာရင်လည်းတော်တော်လေးပွဲဆူတယ်မနေ့ကတော့ ចောင်းသားចောင်းသူလေးတွေပိုများတယ်လို့ကျွန်တော်ကတော့ခံမှန်းကြည့်ခြင်းနဲ့ပွဲအနေထားမှာလည်းပွဲပြည့်တဲ့ခိုက်တန်ကနည်းနည်းလေးပဲချိန်ကြတယ်ပြီးတော့ဟိုးဖိုက်တာပွဲပြီးသွားရင်အိတ်ဖိုက်တာရဲ့ပြည့်သက်တွေပြန်သွားလိုက်ဟိုးတယောက်ပွဲပြီးသွားရင်အပြည့်သက်တွေပြန်သွားလိုက်နဲ့နောက်ပိုင်းပွဲတွေကြတော့တိတ်ပြီးမရှိတော့ဘူးပေါ့နော်ထူးထူးခြားခြားသတိထားမိတာပေါ့နော်ဆွန်ရက်ပွဲမှာတော့ကျွန်တော်မြန်မာပြည့်သက်တော်တော်များတယ်ဟိုမွန်ပြည့်သက်တွေပေါ့နော်အရင်ပွဲထက်လည်းပိုပြီးတော့အားပေးတယ် ဟိုစွန်ရက်ကိုတိုင်းလဲကိုနဲ့ရအားပေးတဲ့နေတော်တော်ကြီးကိုသူအာယုံဆိုင်တယ်သူ့အတွက်ဟိုကမ်ဘက်လို့လဲပုံစံမျိုးဆိုတော့ကြတော့သူလဲဟိုပြိတက်တည်းနဲ့အကြီးကျယ်အောင်ပွဲခံသွားရပေါ့နော်ဒါကတော့ကျွန်တော်ပြိတက်နဲ့ပတ်သက်ပြီးမြင်ခဲ့တဲ့အမြင်လေးပေါ့နော်အဲ့တော့အရင်ဆုံးပြောချင်တာကဒီဖိလစ်ပိုင် သူလေးပေါ့နော်ဖိလစ်ပိုင် သူလေးနဲ့ထိုးသွားတဲ့ပွဲအနေထားပေါ့နော်ဖိလစ်ပိုင်သူလေးကရှေးပွဲတွေမှာကလေးကသူကနာမည်ကြီးတယ်ဒီနေ့မှကျွန်တော်ပြိတက်တည်းကိုပြောချင်တာပေါ့နော်ဟို fighter တယောက်က ထိုးပုံထိုးပေါက်ကောင်းနေလို့လဲမပြီးဘူးဗျဘာဖြစ်လို့လဲဆိုတော့ဒီ business ကဟိုအားကစားတော့အားကစားပဲကျွန်တော်ဆိုရင်ကျွန်တော်ကဘယ်လိုပုံစံမျိုး definition ဖွင့်လဲဆိုတော့ဥမာဘောလုံးတို့ volleyball တို့ဆိုရင်ဒီ sport competition ပေါ့နော်ရှင်ပြန်ရတဲ့ဟိုကစားနေပေါ့နော်အဲ့မှာဘာမှဆက်ညွှန်းနေမရှိဘူးဟိုဒီတိုင်းမဲနိုင်ဒီကြတဲ့လူနဲ့ရှင်ပြိုင်ဒီ rule ဒီစီမင်းတဲ့ပုံစံမျိုးသွားတယ်ဒါပေမဲ့အခုထိုးပွဲကြိတ်ပွဲတွေကြတော့ sport competition လို့မသုံးညံဘူး ဒီ one championship ကိုတိုင်းလဲသူတို့ကိုသူတို့ sport competition လို့မသုံးဘူးဘလို့ပုံစံမျိုးသုံးလဲဆိုတော့ sport entertainment ပေါ့နော်ဟို entertain လုပ်တဲ့ sport ပေါ့နော်အဲ့လို entertain လုပ်တဲ့အချိန်မှာပြည့်ပြည့်တက်တွေကိုဖျော်ပြရတဲ့အချိန်မှာဇညွှန်းရေးတာချင်းလဲပါခြင်းပါမယ်သူတို့လိုချင်တဲ့ပုံစံမျိုးဆွဲယူတာလဲပါခြင်းပါမယ်ဒါကြောင့်မို့လဲသူတို့ကသူတို့ကိုသူတို့ competition လို့မပြောဘူး promotion လို့ပြောတယ်အဲ့တော့ကျွန်တော်ပြောချင်တာပေါ့ဒီ philippine သူလေးရဲ့ပွဲကိုကြည့်ပြီးပေါ့နော်စွမ်းဆောင်ရည်ကောင်းတာကတသက် မိသက်ကိုဆွဲဆောင်နိုင်အောင် brand တိဆောက်ထားနိုင်တာကတက်တယ်မတူဘူးဗျ fighter တွေမှာအဲ့လိုအင်ကာရက်တွေပြည်စုံဖို့လိုတယ်ဆိုတာကျွန်တော်ကသဘောပေါက်စေချင်တာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စီက fighter လေးတွေအများစုကဟိုရှင်ပြိုင်ထိုးမယ်နယ်လာငါလာထိုးမယ်ပြည်သက်ကိုဖျော်ဖြေမှုရှိအောင်ထိုးမယ်အဲ့လောက်ထိအကုန်လုံးအဆင်ပြေတယ်သို့တော့ပြည်သက်နဲ့ဆက်ဆံတဲ့အပိုင်းပေါ်တော့ brand တိဆောက်အောင်မှာကိုယ့်ရဲ့ image တိဆောက်ရမယ့်အပိုင်းတွေကြတော့ဟိုတော်တော်များများလိုအပ်ချက်တွေရှိနေသေးပဲလို့ကျွန်တော်ကမြင်တယ် တချို့လူတွေဆိုရင် brand တော့တိဆောက်တယ်ဒါပေမဲ့ positive scent နဲ့ brand မျိုးတိဆောက်နိုင်ဖို့ကြတော့ဟိုသူ့မှာလည်း team ကောင်းကောင်းလိုအပ်တယ်ပြတချို့ဆိုရင်တချို့က brand တော့တိဆောက်ပါရဲ့ဒါပေမဲ့ပြည်သက်က respect အပြည့်ပေးနိုင်တယ်မလေးစားမှုအပြည့်ပေးနိုင်တဲ့ brand မျိုးမဟုတ်ပြန်ဘူးဟိုသူတို့ဟာလည်းသူတို့အကောင်းဆုံးတော့တိဆောက်တာပဲသို့တော်လည်းပဲဒီဈေးကွက်အကြီးနဲ့ရှန်လိုက်တော့じゃအဲ့လိုပုံစံမျိုးမရှိဘူးပေါ့နော်အဲ့တော့ပြောချင်တာကဒီဖိလစ်ပိုင်သူလေးပွဲကြည့်တဲ့အနေထားမှာဆိုရင် သူပွဲတွေဆိုရင်ကျွန်တော်ရှေ့ရဲ့ပွဲတွေတော့လည်းသူ့ကိုကြည့်တယ်ဒီပွဲမှာလည်းတေချာကြည့်ပြတယ်ရှေ့ရဲ့ပွဲတွေတော့လည်းဟိုသူဟိုပွဲသိမ်းရလည်းမရပါပဲ promotion ဘက်ကသူ့ကိုတော်တော်လေးကိုအာရုံစိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ဖိလစ်ပိုင်မှာသူ့ကိုကြော်ပြီးတော့ချန်ပီယံဖြစ်နေတဲ့ fighter တွေအများကြီးသို့တော်လည်းပဲအဲ့ဒီ fighter တွေထက်တောင်ပိုပြီးတော့သူ့ရဲ့ brand ကပိုကြီးနေတယ်အဲ့တော့ဒီနေ့ညဆိုရင်ဖိလစ်ပိုင်သူထိုးသွားတယ်ပထမအခြေလေးနဲ့ပွဲသိမ်းရလည်းယူသွားတယ်ပြီးတော့ချက်ချင်း bonus ပေးတယ်ဟိုတာမန်အားဖြင့်ကြည့်မယ်ဆိုရင်တော့ ဘာမှမဟုတ်ဖက်နဲ့ဘောနဲ့ပေးတာပါကွာဆိုပြီးတော့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့အမြင်ကြတော့ဘယ်လိုလဲဆိုတော့ဒီ fighter ကဒီလို brand တိဆောက်နေတဲ့အတွက်ဒီလိုပုံစံမျိုးသူ့နောက်ကနေပါတဲ့ဆွဲခေါ်လာတဲ့ပြည်သက်တွေကအများကြီးပြာအဲ့လိုကြောင့်မလို့သူ့ကိုပြန်ပြီးဘောနဲ့ပေးရတာ promotion ရဲ့အနေထားကြတော့တန်တယ်လို့သူတို့ကမြင်တယ်ဗျာအမှပြောရင်ကျွန်တော်တို့ Bronica ပဲ Bronica နှစ်ပွဲထုတ်ရနှစ်ပွဲစလုံးပေါ်နေရပြီဗျဘာဖြစ်လို့လဲဆိုတော့ Bronica မှာသူ့မှာသူ့ brand တစ်ခုရှိတယ်သူ့နောက်က follower တွေအများကြီးရှိတယ်အဲ့တော့ သူ့လို fighter တယောက်ကစွမ်းဆောင်ရည်ကောင်းချပြပြီဆိုရင် bonus ကိုပေးရတာတန်တယ်ဗျ fighter တယောက်ကဟိုလွန်ခဲ့တဲ့တရက်တောင်းလဲကျွန်တော်ဟို one championship thailand ဥက္ခရာကပြောတဲ့စကလုံးတွေကိုကျွန်တော် brio နဲ့လည်းတင်ဆက်တယ် facebook ပေါ်မှာလည်းရေးတယ်ဒါပေမဲ့အဲ့ဒီ post ကအရင်ကြီးမပေါက်လိုက်ဘူးဟိုပြည်သက်တွေစိတ်မဝင်စားကြလို့လာတော့မသိဘူးတိုးတော်လည်းပဲဒေါ်လာတသိန်းဆန်စာချုပ်ရခြင်းနဲ့ fighter တွေဘဲချက်တွေဘဲချက်တွေအဓိကထားတယ်ဘလို့အချက်တွေကိုသူတို့ကကြည့်ပြီးပြောတယ်ဆိုတဲ့ကိစ္စတွေကိုကျွန်တော် fighter တွေပေါ့နော်ကျွန်တော်တို့ဒီက fighter တွေသိစေချင်လို့ပေါ့နော်အဲ့လိုအကြောင်းမလို့ကျွန်တော်ကတော့ fighter တွေဘက်ကတော့အမြင်ကြီးမှန်းလာတော့မသိဘူးပေါ့နော်ကျွန်တော်ကတော့ဖြစ်စေချင်တာပေါ့နော်ကျွန်တော်ကဟိုကို fighter တွေကိုဒေါ်လာတသိန်းတန်စာချုပ်တော့မဟုတ်ဘူးချန်ပီယံကပ်နာရေဝဲရေဝဲရေဝဲလဲပြီးတော့နောက်ဆုံးဖြစ်နိုင်ရင်ချန်ပီယံကပ်ကြည့်တော့ဘယ်သူမှမပေးဘဲနဲ့နှစ်တည်းကြာကြီးကင်ထားတဲ့ fighter မျိုးထိကျွန်တော်တော့ဖြစ်စေချင်တာဗျအဲ့လိုကြောင့်မလို့ brand တိဆောက်တဲ့အပိုင်းတွေပုံရိပ်တိဆောက်တဲ့အပိုင်းတွေ ဟိုအခုပြိတ္တတွေအကုန်လုံးပြောနေတဲ့ niche နဲ့ပိုင်းတွေလည်းအရေးကြီးပါတယ်မကြည့်ဘူးမဟုတ်ဘူးသို့တော်လည်းပဲဒီပိုင်းတွေထက်ဒီပိုင်းတွေကလည်းတခါတည်းပါလာမလိုအပ်တယ်တခါတည်းပါလာမအဆင်ပြေရယ်ဆိုလည်းနားလည်အောင်လို့ဒါကျွန်တော်ကြားညက်ပြောတာပေါ့နော်ဘာဖြစ်လို့ကျွန်တော်ကြားညက်ပြောရလဲဆိုတော့မင်းညာကျွန်တော်ကြည့်ခဲ့တဲ့ပွဲကအဓိက၃ပွဲရှိတယ်ဖိလစ်ပိုင်သူပွဲရှိမယ်ကော့ပိုင်ပွဲရှိမယ်ဆွန်ရက်ပွဲရှိမယ်အဲ့မှာကော့ပိုင်ပွဲတုန်းကကြတော့ကော့ပိုင်ရဲ့ကစားပုံကတော်တော်ကြီးအထင်ကြီးမိတယ်ဗျာကျွန်တော်တော့ ခေါပိုင်ကိုထွန်းမနိုင်တဲ့ကစားတော့ကအဲ့လောက်ထိမကောင်းဘူးလို့ကျွန်တော်ထင်ထားတာပေါ့နော်ဒါပေမဲ့ဒီပွဲမှာတော်တော်ကြီးကိုသူပြင်ဆင်လာတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်ယူဆချက်တခုပြောရရင်ထွန်းမနိုင်တဲ့သူနဲ့ထိုးခဲ့တာကြာပြီဗျထွန်းမနိုင်တော့မှနဲ့ဝမ်ချမ်ပီယံရှစ်နဲ့ဝေးလို့မလို့တခြားနေရာတွေထိုးမြန်မာပြည်မှာလည်းဟိုလက်ဝေးပွဲတောင်ထိုးနေပြီဒါပေမဲ့ခေါပိုင်ကထွန်းမနိုင်ကိုနိုင်ပြီးတော့ဘောနပ်ဆူလဲရခဲ့တယ်ရပြီးတော့ ခုနောက်ပွဲဆက်ရမယ်အောင်သူမရဘဲနဲ့အခုကြမှာပြန်ရတယ်ဒုတိယမြောက်ပွဲပြန်ရတယ်ဒီပွဲမှာလည်းသူနီးစနစ်ပိုင်းလည်းကြွေကြဲနိုင်ကစားတယ် aggressive လည်းဖြစ်ဆန်တယ်တိုက်စစ်လည်းဖွင့်တယ်ပွဲသိမ်းသွားတဲ့ပုံစံကလည်းအတော်ကြီးလှတယ်ဒါပေမဲ့ promotion ဘက်ကသူ့ကို bonus ဆိုမပေးဘူးဖြစ်နိုင်တဲ့တစ်ခုကပြန်ဘက်ကမျက်နှာသက် fighter ဖြစ်နေလို့မို့ပွဲမပေးရဟို bonus ဆိုမပေးတာလို့ကျွန်တော်ကအဲ့လိုစစားထဲမှာရေးလိုက်တော့တချို့ကဘာညာအဲ့လိုပြောလို့မို့ ဒါကဖြစ်နိုင်ခြေကတော့ပြိုင်ဘက်ကသူတို့စိတ်တိုင်းကြမဟုတ်သေးလို့မဖြစ်ကောင်းဖြစ်မယ်။နောက်တစ်ချက်ဖြစ်နိုင်တာကကောပိုင်ရဲ့နောက်မှာဘလောက်တီ follower များသေးလဲဆိုတာလည်းသူကြည်ကောင်းကြည့်မယ်။ကျွန်တော်ကဖိလစ်ပိုင်သူကိုပြောတော့ကအဲ့ဒါကြောင့်မလို့ကျွန်တော်ထည့်ပြောခဲ့တာ bonus စုလိုချင်ရင်ဒီလိုလို brand တိောက်ပြီးဒီလိုလိုပုံစံမျိုးတွေရှိထားရင် fighter တယောက်တည်းကဟိုအလားအလာအများကြီးရှိတယ်။ကောပိုင်နေနဲ့ဆိုရင်စွမ်းဆောင်ရည်ပိုင်ရဘာမှပြောစရာမရှိဘူး။ဒီညမှာဆိုရင် bonus စုတောင်းသိမ်းလို့ရတယ်။သို့တော့ promotion ကမပေးဘူး။သူ့နေရာမှာ ကောပိုင်နာ မြန်မာအလံကိုကိုစားပြုပြီးတော့မြန်မာကရင်တယောက်အနေနဲ့များထိုးခဲ့မယ်ဆိုရင်ဘောနက်စုတေချာပေါက်ရာကောင်းရနိုင်တယ်ဒါကကျွန်တော်ကဘာလို့ပြောလဲဆိုတော့နောက်က follower တွေအားပေးတဲ့ပြည်သက်တွေကိုကြည့်ပြီးပြောတာကိုပိုင်ထိုးသွားတဲ့အနေထားမှာလဲကွန်းနဲ့မှအားပေးတဲ့သူတွေကကျွန်တော်ထင်တယ်ကိုပိုင်ကိုပိုင်ဆိုပြီးတော့ subscribe OB အားပေးတဲ့ပြည်သက်တွေကတော့ကျွန်တော်မြန်မာ fan တွေမြန်မာကရင်တွေဘာလို့လဲဆိုတော့ဆိုတော့ပွဲကိုအားပေးတဲ့ပြည်သက်တွေကလည်းအဲ့ဒီ down အဲ့ဒီအချမ်းကပဲထွက်လာတယ် ကိုပိုင်ပွဲကိုအားပေးတဲ့ပြည်သက်ကလည်းအိတ်တောင်အဲ့ပဲချမ်းပဲထွက်လာအဲ့တော့ကိုပိုင်ကိုအားပေးတဲ့သူတွေကကျွန်တော်တို့မြန်မာကင်းနေဆိုတာတေချာပါကောက်ချက်ချလို့ရတယ်အမှန်ကန်အားပေးတယ်ဒဲကြီးမဲကြီးအားပေးတယ်ကိုပိုင်ကိုတိုင်းလည်းအိတ်ပဲချမ်းကိုသွားပြီးတော့အောင်ပွဲခံသွားတယ်နောက်ဆုံးဆွန်ရက်ပွဲပေါ့နော်ဆွန်ရက်ပွဲကကြတော့ကျွန်တော်ပွဲပြီးတော့ကြတော့ခွန်ဖုံတိုင်းနဲ့ဘာဖြစ်လို့မကြေပွဲမဖြစ်ဖဲနဲ့ပက်ဝီချစ်ကြီးနဲ့လာပြီးဟိုမကြေပွဲဖြစ်တာလဲဆိုပြီးကျွန်တော်မေးကြည့်တယ်ပေါ့နော်အဲ့တော့သူဖြေတာကဘယ်လိုပုံစံမျိုးလဲဆိုတော့ ပက်ဝီချစ်ကမကြေပွဲထိုးကြတဲ့ဆိုပြီးပြန်ပြီးစိန်ခေါ်လို့ပွဲဖြစ်တာတဲ့ကျွန်တော်ဖြစ်စေချင်တာတော့ confirm နိုင်တဲ့ဖြစ်စေချင်တာဘာဖြစ်လို့လဲဆိုတော့ confirm နိုင်တဲ့ပွဲတုန်းကကျွန်တော်ပြောခဲ့တဲ့သုံးသက်ချက်တချို့ကိုပြိတက်တွေလက်မခံနိုင်ဘူးဟိုဆွန်ရက်တာတယ်ဆွန်ရက်တာတယ်ဆိုပြီးပြီအကုန်လုံးကပြောခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြားတုန်းကပေါ့နော်ကျွန်တော်ဖြင့်ဆွန်ရက်ကမကြည့်ပွဲပြန်ထိုးရမယ်ဆိုပြီးတဲ့တင်းကိုကျွန်တော်အရင်ဆုံးကြားခဲ့တယ်အဲ့တော့ဆိုရင်ကျွန်တော်ပြိတက်တွေကိုချပြောကြတာဘယ်လိုလဲဆိုတော့ပြိတက်တွေနဲ့ကျွန်တော်နဲ့ညင်းတဲ့အငင်းခုံတွေပြန်ပြီးတော့အဖြေထုတ်ပေးမယ်ဆိုပြီးတော့ကျွန်တော်အဲ့လို ကြိုပြောချင်တာမပြောရဲဘူးဘာဖြစ်လို့လဲဆိုတော့ပွဲကမကြည်ပွဲဆိုရင်တော့ confirm နိုင်တဲ့များတယ်ဆိုတော့ကျွန်တော်သုံးသက်မိတယ်သို့လို့မှားသွားမှာဆိုလို့ပေါ့နော်တကယ်လဲကျွန်တော်မပြောခဲ့တာမှန်တယ်တကယ်ကျွန်တော်အဲ့လိုမျိုးချပြခဲ့မှားမှာဟိုကြံ့ကြံ့ပြန်ပွဲဖြစ်တာမကြည်ပွဲတော့မကြည်ပွဲပဲပက်ဝီချင်းနဲ့ဖြစ်တယ်ဒီပွဲမှာတော့ပက်ဝီချင်းနဲ့ထပ်ပြီးတော့အငင်းပွားစရာလည်းမလိုတော့ဘူးဘဝီချက်ကသူ့ထက် body တိဆောက်ပုံကြီးတဲ့ fighter ဒါကြောင့်မို့လို့ဆွန်ရက်ကဒီပွဲမှာဆိုရင်သူပုံမှန်ထိုးနေကြ135ပေါင်အထိတောင်းမနဲ့ မဟုတ်ဖဲနဲ့138ပေါင်အထိတင်ပြီးတော့ပွဲထိုးပေးတယ်။ရှေ့ပွဲတုန်းကသူ့ wicket ခက်ခဲထားတဲ့အနေထားကြောင့်မို့ဒီပွဲမှာ wicket တင်ထိုးတာမှန်တယ်။ဒီတစ်ခါမှာတော့ bat wicket နဲ့အငင်းပွားစရာ မရှိတော့ဘူး။ဆွန်ရက်ကပထမအချိန်မှာကလေးက knock down ချလို့နေပါအထိထိုးပြနိုင်တယ်။ဒုတိယအချိန်မှာတော့ bat wicket ကဒီအနီးက draw နေနဲ့ပြန်ပြီးတော့လုံးတယ်။ဆွန်ရက်ကလည်းပါပါနဲ့နဲ့ဖက်ထားတယ်။တတိယအချိန်မှာတော့ဆွန်ရက်ကပိုသားတယ်လက်သွက်တယ် အဲ့တော့ဒီတစ်ခါမှတော့အငင်းပွားစရာမရှိတော့ဘူးဆွန်ရက်ကလည်းဒီပွဲမှာကျွန်တော်ထုထုခြားခြားသတိထားမိတာပေါ့နော်ဆွန်ရက်ကကွန်းထဲမှာအဲ့လောက်ထိပောက်ကွဲမှုအပြည့်နဲ့အောင်ပွဲမခံဘူးဗျဒီတစ်ခါမှတော့တော်တော်ကြီးကပောက်ကွဲမှုအပြည့်နဲ့အောင်ပွဲခံတယ်သူရှေ့ပွဲတုန်းကရှုံးနဲ့ဖီအားတော်တော်ကြီးပုံရတယ်ဒီဘက်ကအားပေးတဲ့မြန်မာပြိတ်သက်တွေပေါ့နော်မွန်လူမျိုးအများစုတွေပဲဖြစ်မှာပါကျွန်တော်ပွဲပြီးတော့လည်းဒီမွန်နေအများကြီးပဲကျွန်တော်တွေ့နေကြမွန်ပြိတ်သက်တွေပဲတွေ့တော့သူတို့ကလည်းပွဲစားကြတဲ့ဆွန်ရက်နာမည်ကိုအားပေးတာတခွန်းလုံးကိုဟိန်းနေတာ ပြိတ်သက်ကအခါတိုင်းမြန်မာပြိတ်သက်တယ်လို့၄ဘက်၄တန်းတော့မဟုတ်ဘူးဒီဘက်တစ်ချမ်းနဲ့ပဲအဲ့တစ်ချမ်းနဲ့ကကိုကစူးစူးဝါးဝါးနဲ့ထွက်တယ်ဘာဖြစ်လို့လဲဆိုတော့တခြားဘက်ကပြိတ်သက်တွေတော်တော်များများကမရှိကြတော့ဘူးပြန်သွားပြီအဲ့တော့ကျွန်တော်တို့ပြိတ်သက်ချမ်းမဲ့ဒင်ပြစ်ကြက်ပြစ်ရှိရပါဘောအဲ့တော့ဆွန်ရက်ကလည်းအောင်အောင်ဝဲခံတဲ့အနေထားမှာအဲ့ပြိတ်သက်တွေနဲ့ဟိုကျိုးတန်းမော်ဒီခုံတက်ပြီးတော့အောင်ဝဲခံသွားတယ်ဒီညတော့ဟိုကျွန်တော်တို့ဖိုက်တာတွေပေါ့နော်ဒီဇွန်လမှာတော့ပထမဆုံးကလကအဖွင့်ကိုတော့နိုင်ပွဲနဲ့စပြီး အချိန်ထဲမှာပဲပေါ့နော်ဒီ Sun Rep ပွဲတွေကြည့်နေတော့မယ်ကျွန်တော် UFC ကသတင်းတွေကိုပြန်ပြီးတော့ကျွန်တော်မှအမြဲတမ်းပွတ်နေရတယ် UFC ကဒီ UFC 360ပြိုင်ပွဲကဘနဝိတန်ခေါင်းဆောင်အောက်ကပွဲကောင်းတွေကိုပွဲထုတ်ထားတဲ့ပြိုင်ပွဲကြီးလို့ပြောရမယ်ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ထိတ်ဆုံးကောင်းပွဲနှစ်ပွဲကြည့်လိုက်ရုံကိုပဲဒီဘနဝိတန်ခေါင်းဆောင်အောက်ကချန်ပီယံကပ်စင်ခေါ်ပွဲတွေတပွဲကမျိုးသားပွဲတပွဲကအမျိုးသမီးပွဲဒီထိတ်ဆုံးကောင်းပွဲတွေထုတ်သက်မဲ့ဖိုက်တာတွေ၄ယောက်စလုံးကလည်းတက်မှတ်ဝိတန်အတွင်းကိုဝင်ရောက်နိုင်ခဲ့တယ် ဂျော့ရှူအာဘန်ကလည်းသက်မှတ်ဝိတန်းတွင်ဝင်တယ်ဘရူနိုဆေးဘာကလည်းဝင်တယ်အဲ့ဒီတော့ဒီ UFC 360ပြိုင်ပွဲမှာကျွန်တော်တို့အဓိကထားပြီးကြည့်မယ်တွဲဆိုင်တွေအများစုကတော့ fighter တွေအကုန်လုံးကသက်မှတ်ဝိတန်းကိုအသီးသီးဝင်ရောက်နိုင်တယ်ဘာမှပွဲပြက်စရာအကြောင်းရင်းမရှိတော့ဘူး plus ပေါ့နော်ဒီ UFC မှာကအနိကက်ရောက်မှပွဲပြက်တဲ့အထာလေးတွေကနှစ်ခါကြုံထားပြီဒီ2025ခုနှစ်အထဲမှာပထမတစ်ခါတော့က Islam Makhachev နဲ့ Saru Krano ပွဲ မျက်နှချင်းဆိုင်ပြီးမှဆာရူခရန်ကနှုတ်ထွက်သွားတယ်အခုနောက်ပြီးခဲ့တဲ့အပတ်ကပေါ့နော်အီရန်ဘလန်ရှီနဲ့မေစီဘာဘာတို့ပွဲပွဲထိုးကန်နီးမှပေါ့ပွဲထိုးကန်နီးမှမေစီဘာဘာကနှုတ်ထွက်သွားတယ်အဲ့တော့အဲ့လိုပုံစံမျိုးထပ်မဖြစ်ရင်တော့ပွဲပြက်စရာအကြောင်းရင်းမရှိတော့ဘူးဒီညမှာပေါ့နော်ကျွန်တော်ပြည်သက်တွေကိုစဉ်းစားစရာလေးပေါ့နော်စဉ်းစားစရာကောင်းတဲ့အချက်လေးတခုဆွဲထုတ်ချင်လို့ပါ။ဘာဖြစ်လို့လဲဆိုတော့1 championship နဲ့ UFC အကြမ်းမှာကသူတို့ကအမြဲတမ်းပြိုင်ဆိုင်နေ ဟိုဘလိုတွေပုံစံမျိုးနဲ့ပြိုင်နေဆိုတာလည်းပြိတ်သက်တွေတည်တယ်။အဲ့တော့ UFC ကပြိတ်သက်တွေက1 championship ကအသုံးပြုတဲ့ hydration test ကဘာမှအရာမရောက်ပါဘူးကွာဆိုတဲ့ပုံစံမျိုးနဲ့အမြဲတမ်း throw ကြတယ်။ဒါကြီးကတကယ်တကယ်ဟုတ်တာလည်းမဟုတ်ဘူးလျှောက်လိန်နေရဆိုတဲ့ပုံစံမျိုးနဲ့ပိုးဆိုးပက်ဆက်ပြောတယ်။ဒါပေမဲ့1 championship မှာလည်း weight ချင်ခဲ့တယ် UFC မှာလည်း weight ချင်ခဲ့တယ် Ryanear ကြတော့ဘလိုပြောလဲဆိုတော့ hydration test စစ်တာကောင်းတယ်။သို့တော်လည်းပဲတကယ်တိတိကျကျစစ်နိုင်မှအကုန်လုံးအတွက် fair ဖြစ်မယ်။ one championship မှာတော့ hydration test နဲ့ပတ်သက်ပြီးဒီလို PPCC စစ်နိုင်တဲ့ပုံစံမျိုးမရှိဘူးဆိုပြီးသူကမှတ်ချက်ပေးတယ်။ Rainier ဆိုလိုချင်တဲ့အဓိကအတိတ်ပဲကဒီ hydration test ကိုကြော်ခွနေတဲ့ fighter တွေရှိတယ်ဆိုတာသူကတိုက်ရိုက်မပြောဘဲနဲ့တွဲဝိုက်ပြီးပြောသွားတယ်။အဲ့တော့ကျွန်တော်ပြောချင်တာက hydration test ဆက်တာကောင်းလားမကောင်းဘူးလားဆိုတဲ့အငင်းခုံနေပါ။ UFC မှာကအဲ့ဒီ hydration test ကတရားဝင်တော့မစစ်ဘူးတိုးတော်လည်းပဲဒီဆရာဝန်တွေကတော့ရှေ့ကနေ weight cut လုပ်တဲ့ဟာကို monitor လုပ်ဖို့အတွက် စစ်ပေးတယ်တရဝင်းကြီးတော့ပြားထမ်းမထားဘူးအခုသူတို့ဈေးကခေါင်းပွဲနှစ်ပွဲပေါ့နော်ကျွန်တော်တခြားပွဲတွေကြောင်မပြောဘူးတို့ဈေးကအဓိကခေါင်းပွဲနှစ်ပွဲဒီနှစ်ထဲမှာလည်းပြတ်တယ်အနိကက်ရောက်မှပြတ်တယ်အဲ့တော့ဝိတ်ကက်လောက်တာတွေနဲ့မြန်ဆက်ဆက်မလားဆိုရဲအားလေးစဉ်းစားစေချင်တာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က body မှာရှိတဲ့ ဝိတ်ကက်ဆိုတာတကယ်တကယ်ခန္ဓာကိုယ်တွင်းကရေဓာတ်ကိုအကုန်လုံးရှော့ချပြစ်တာအဲ့တော့ဒီခန္ဓာကိုယ်တွင်းကရေဓာတ်တွေအကုန်လုံးရှော့ချလိုက်တဲ့အနေအထားမှာတခြားနေရာတွေကပြဿနာတွေဖြစ်ပြီးတော့ထွက်လာတဲ့ပုံစံမျိုးတွေနဲ့မြန်နှုတ်ထွက်ရတာလားဒါကစဉ်းစားစဉ်းစားကောင်းလေးမို့ကျွန်တော်ပြောတာပါဟိုဘသူမှန်နဲ့မှားတယ်ဆိုတော့ကျွန်တော်လည်းသိပညာရှင်မဟုတ်ဘူးသိပညာရှင်ရှူတော့ကလူတွေတောင်ညှင်းခုန်နေကြတဲ့ကိစ္စမို့လို့ UFC ကကိစ္စနဲ့ One Championship ကိစ္စစဉ်းစားဖို့ကောင်းတာလေးပါ ကျွန်တော်တို့ဒီမှာလည်းဒီတဖြည်းဖြည်းနဲ့လက်ဝိတ်မှာလည်းအဲ့လို weight cut တွေထွက်လာပြီဆိုရင်စီးစစ်မလားမစစ်ဘူးလားဆိုတဲ့ကိစ္စတွေလည်းပါကြံပါလာနိုင်တယ် time back မှာတော့တချို့ promotion တွေက one championship ကအဲ့လိုလုတ်တဲ့အတွက်စီးစစ်တဲ့ကိစ္စတွေတော်တော်များများလုတ်ကြတယ် officially တော့တရားဝင်တော့စက်တာမျိုးမရှိဘူးသို့တော်လည်းပဲစီးတော့နမူနာကြည့်ရတယ်စီးပြရတယ်အဲ့စီးပြပြီးမှရေတောက်ခိုင်းတာဗာမျိုးတွေရှိတယ်ဝမ်ချမြင်လောက်ဝမ်ချမြင်ရှစ်လောက်ထိတော့မစစ်ဘူးဒါကဘုသူဒအနေနဲ့စဉ်းစားစရာလေးကျွန်တော်ပြောပြပါပါအ ောက်ဆုံးအနေနဲ့ကျွန်တော်ပြောပြမယ့်အကြောင်းအရာက1 championship ကချပြလိုက်တဲ့တွဲဆိုင်တွေအကြောင်းကိုပါ1 championship ကလာမယ့်ဩဂုတ်လ၁ရက်နေ့မှာ1 fight night 34ပြိုင်ပွဲကျင်းပမယ်ဆိုတဲ့အကြောင်းကို Houdini Grey ကတရားဝင်ချပြခဲ့ပါတယ်အဓိကကောင်းမွဲကြီးအဖြစ် Rakian Arce ရဲ့ lightweight မွေးထိုင် champion ကပတ်ကို Britain fighter George Jabek ကစိန်ခေါ်ထိုးသတ်မှာဖြစ်ပါတယ်အဲ့ဒီပြိုင်ပွဲမှာပါဝင်လာမဲ့နောက်ထပ်တွဲဆိုင်တွေကို promotion ဘက်ကမင်းညားကပဲတရားဝင်ကြေညာပါတယ် ပထမဆုံးတွဲဆိုင်ကတော့ Gavi Tonan နဲ့ Shami Garcia တို့ရဲ့မကြေပွဲပါဒီပွဲကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ Shami Garcia ကလည်းနိုင်ပွဲတွေဆက်နေတဲ့သူ Gavi Tonan ကတော့ promotion နဲ့အကျိတ်နယ်တွေအငင်းခုံလုံရင်းနဲ့ဒီပွဲစပြီးပြန်ရတယ်သူက2024ခုနှစ်ဇန်နဝါရီလကနောက်ဆုံးထိုးသက်ခဲ့တာဖြစ်လို့ပွဲဝေးခဲ့တာတော့တနစ်ခွဲကြော်တောင်ရှိနေပြီတကယ်တော့ဒီ fighter နှစ်ယောက်ကပထမအကြိမ်ထိတ်တိုက်တွေ့ပြီးပြီအဲ့တုန်းက Gary Tonan ကချုပ်ကွက်နဲ့အနိုင်ရထားဘူးတဲ့ သို့တော်လည်းပဲဒီတစ်ခါပွဲဝေးတဲ့အနေထားမှာပြန်ပြီးထိတ်တိုက်တွေ့လာပြီးဆိုတော့အပြောင်းလဲတွေမြန်ဖြစ်လာမလားဆိုတာစိတ်ဝင်စားဖို့တော့ကောင်းပါတယ်။နောက်ထပ်ချပြလိုက်တဲ့တွဲဆိုင်ကတော့ TV Christian Go နဲ့ Ben Tainan တို့တွဲဆိုင်ဖြစ်ပါတယ်။ Ben Tainan ကတားမြစ်စိတ်ကိစ္စကြောင့်မို့ပွဲပယ်ခံထားရတဲ့သူအခုမှပြန်ပြီးပွဲထိုးသက်ရတယ်။ Christian Go အကြောင်းကတော့ပြည်သက်တွေလည်းတည်ပြီးဒီ Fighter ကငကိုကလေးက Heavyweight တန်းမှာထိုးတယ်။ တချို့သောသတင်းထောက်တွေကတော့ဒီပွဲအနိုင်ရတဲ့သူက heavyweight တန်းချန်ပီယံခပ်စိန်ခေါ်ဖို့အတွက်ရှေ့တန်းထွက်လာနိုင်တဲ့ဆိုပြီးမှတ်ချက်ပေးကြပါတယ်။အဲ့ဒီတော့မင်းညားကဝမ်ချန်ပီယံရှစ်ကချပြလိုက်တဲ့တွဲဆိုင်နှစ်ခုကိုထပ်ပြီးပြောရရင်တယောက်က promotion နဲ့ပြဿနာတွေဖြစ်ပြီးတော့ပွဲဝင်နေခဲ့တဲ့ fighter Gary Tone နဲ့အဲ့ဒီ fighter ကပြန်ပြီးအခွင့်ရေးရတယ်နောက်တစ်ယောက်ကတော့တားမြစ်ဆေးကိစ္စကြောင့်ပွဲပယ်ခံထားတဲ့ fighter အဲ့ဒီ fighter က Ben Tyne ခုပြန်ပြီးပွဲရတယ်။ဒါကြောင့်မို့လို့ဩဂုတ်လ၁ရက်နေ့မှာကျင်းပမဲ့1 Fight Night 34ပြိုင်ပွဲကပွဲဝင်နေတဲ့ Fighter တွေပြန်ပြီးပွဲရတဲ့ပြိုင်ပွဲမျိုးလို့ပြောလို့ရပါတယ်။ထပ်ပြီးတော့ကျွန်တော်ဖွားရမယ်ဆိုရင်မူလကဆိုလင်ဦးနဲ့ Liam Harrison တို့တွဲဆိုင်ကလည်းဒီဩဂုတ်လထဲမှာပဲထိုးသက်ဖို့စီစဉ်ခဲ့တာပါ။တကယ်လို့များ promotion back ကအဲ့ဒီတွဲဆိုင်ကိုပြန်ပြီးပွဲတည်ပေးမယ်ဆိုရင်ပြိုင်ပွဲကြီးမှာလည်းပြန်ပြီးထည့်သွင်းမယ်ဆိုရင်ဒီပြိုင်ပွဲမှာပါဝင်လာဖို့ကဖြစ်နိုင်ခြေတော်တော်လေးအလားလာကောင်းတယ်လို့ကျွန်တော်ကဆိုကြည့်ခြင်းပါတယ် ါကကျွန်တော်ကောလာဟာလာအနေနဲ့ဖြွားတာပါတကယ်လို့ဆိုလုံးနဲ့လီယန်မာရီစင်တို့တွဲဆိုင်ကိုထည့်သွင်းမယ်ဆိုရင် promotion ဘက်ကအကြာကြီးလက်ထိန်းထားမှာမဟုတ်ပါဘူးစောစောစီစီချပြပြီးတော့ကိုပြိတ်သက်တွေကိုဖင်တကြောကြဖြစ်အောင်လုပ်မှာပါနောက်ဆုံးအနေနဲ့တော့ Sunray ရဲ့ပွဲပြီး interview ပြောဆိုချက်တွေကိုနားထောင်ကြည့်ရအောင်ပါဒါလို့နားထောင်တဲ့နေရာမှာကျွန်တော်ကရှေးပွဲကအကြောင်းတွေပဲမေးတာနည်းနည်းလေးများသွားတယ်ဒါပေမဲ့ကျွန်တော်ကရှေးပွဲကအကြောင်းတွေမေးပြီးနောက်ပွဲကိုမေးမလို့လို့တော့ promotion ဘက်ကအချိန်မရှိတော့ဘူးနောက်က fighter တွေစောင့်နေတယ်မြန်မြန်ဖြတ်ပါတော့လို့ပြောလို့တွေ့ကျွန်တော်မေးခွန်းကိုပေါ့နော်လိတ်ပတ်လဲအောင်မမေးလိုက်ရဘူးတဝက်တစ်ပြည့်ကြီးနဲ့ဖြတ်လိုက်ရတယ်အဲ့ဒီအတွက်ဒီ interview မှာပေါ့နော်ပြည့်ပြည့်စုံစုံမဖြစ်သွားရင်လဲကျွန်တော်ရဲ့အားနည်းချက်ဒီ promotion ဘက်ကတိတ်ပြီးအချိန်မပေးတဲ့အတွက်ကျွန်တော်ဂျာတဲ့ဖြတ်လိုက်ရတယ်ဆိုတာလေးတော့စကားကြိုပြီးခံထားကြပါတယ်အဲ့တော့ဆွန်ရဲ့ interview လေးကိုကြည့်သွားကြပါဦးခင်ဗျာ mình là bà mình nghe đã mình nghe đã mình nghe xem mà đã mình nghe xem mà đã mà mình là đi nay mới ra là đọc một phần lúc khán giả mình là biểu chỉ có không à này là nó thì bà lo tận chỉ sang bà lo ra lẽ bạc cái gì ngày bữa nay mất chót đi bắt cho bắt ra cái trái chả chả mình mang chót thì cao khoa cái chả bắt biết qua bị cao cao cái ตอนมองไป among the um chong la leung oh oh we are chong la yeah yeah ja ta ti chat pho ma a ti pa na ti ma 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 la pi khe de pa ga de နိုင်လို့ရှိရင်အစစ်တက်မှာပေါ့နော်အအစစ်မြေတွေနေအောင်သူရောက်မသူညှော်မှန်းထားတာပေါ့နော်အရှုံးသွားတဲ့အတွက်ကြောင့်မို့သူကတအားစိတ်မကောင်းမကောင်းဖြစ်တာပေါ့နော်အခုဒီအခောက်နိုင်တဲ့အတွက်ကြောင့်မို့အတိုင်းထက်အလုံးပျော်ရှင်ပါလေတဲ့မိရက်မတော် ဘာဖြစ်လို့ဆွန်ရက်ကရှုံသွားတာလဲပေါ့နော်ကျွန်တော်တို့သိတာကအဲ weight weight ချတဲ့နေရာမှာဆွန်ရက်ခက်ခဲဖြစ်တာပေါ့နော်ဘယ်လိုပုံစံမျိုးလေးအဲ့လိုဖြစ်သွားတာလဲပေါ့နော်ဆွန်ရက်က professional တားပီတာတဲ့ fighter တယောက်ကဘာဖြစ်လို့ weight ချတဲ့နေရာမှာအဲ့လိုတိုင်ထွက်သွားတာပေါ့အဲ့ဒါလေးပြောပါဦး um along clock ကိုဒီတော့တိုင်မလို့ကိုတိတလျှောက်ရိုင်းလေလျှောက်ရိုင်းတဲ့ဒီကြာအပေါ့နော်ဘုပ္ပကေခက်ကောက်ကသာပဲ professional တဲ့ဟာမကဒီ bé mình đi cho tao vậy đấy tao mà mình đi cho tao thì muốn bạn cái chọn ai dài lên cao rau cái chạ và lo rau cái cần phải chọn dài nữa bắt cầu dành cái làn với sau mà tao tuôn, cái cái chia quên cái làn nó muốn với sau thì cầu sau cho thì cầu đừng luôn sau cầu đừng la thì quên sau đầm đầm, sau chạy rừng đông rồi sau cái chạy tôi thì linh đông cần kỳ dài nhà tao lâu tôi thì mới cầu một cầu တော်တယ်ดาวจ๋าบ่มีจ๋าอ๋อคนจ่ายซาวต้นปอนปอนเนี่ยปอนโอเคอ่าปีเคเรอัปปะกะตูเวทตาช่อเลยย่าละบ่เนาะตูใส่เทมบ่เนาะตูใส่เทมมาโหตูซ่าท่าละมะเดเอลตูเวทชะเดอะคามาเดดีๆปีเคเรอัปปะกะบ่เนาะตูนายช่อไหนเนี่ยบ่ ထင်တာပါဗောနော်ဒါမဲ့အမှန်တကယ်လဲရှော့နိုင်ခဲ့ပါတယ်ဒါပေမဲ့ပြိုင်တဲ့အခါကျတော့ပွဲကတအားနီးတော့ရှော့ရတဲ့ရက်ကတအားများသွားတော့ဗောနော်အလေးချိန်တအားများတဲ့အတွက်ကြောင့်မို့အဲ့ပြီးလို့ရှိရင်မပြိုင်ခင်တဲ့ရက်ကအလေးချိန်ချိန်တာဗောနော်အလေးချိန်ချိန်တဲ့အခါမှာ तू ကတအားကိုဝဲရှော့ရတာများတဲ့အတွက်ကြောင့်မို့ဟိုအာအာနေသွားတော့ဗောနော်ပြိုင်တဲ့အချိန်မှာအာနေတဲ့အတွက်ကြောင့်မို့အဲ့အလေးချိန်ချိန်တဲ့အခါမှာ तू မူလဲသွားတာအဲ့ကြောင့်မို့ဟို तू စိတ်မကောင်းလို့ဖြစ်ရတာပေါ့နော်ကြောက်ခေါင်းပေါ့နော်အဲ့လိုအဲ့တော့ပြင်ဘက်ကတန်ဘက်ရှိမှာကိုကမူလဲသွားတာပေါ့နော်အဲ့လိုမူလဲသွားတော့ပြင်ဘက်ကိုကိုရဲ့အားနည်းချက်တစ်ခုထုတ်ပြလိုက်ရတယ်လို့မခံစားမိဘူးอืมအမရဲကောက်ကောက်ဘူတော့မှတမဘယ်မနီပရိုင်းကောက်တီအာဖရင်တန်ရှိဆိုင်မနော်ငံကဘဲကအခုံကတဲ့တီတောက်မှတောက်ခါရတယ် nang ga ga ba be ga ga don bot nang ga ba te aga dai ga jot dom ga jot lom jot lom a a to fa အဲစိတ်မကောင်းဖြစ်ရတာပေါ့နော်အဲပြန်ပြရဲ့အရှိမပေါ့အဲ့လိုမျိုးပြိုင်ဟိုသူမူးလဲကြတဲ့အတွက်ကြောင့်မို့အဲ့အဲ့ခောက်တုံးကအမတို့အတန်ကြားတာပေါ့နော်မူးလဲသွားတာပေါ့နော်ဒါမဲ့မမေးရဘူးသူ့လေမပြိုင်ခင်တုန်းကမမေးရဘဲနဲ့ပြိုင်ပြီးမှမေးရတာပေါ့နော်အမှန်တကယ်မူးလဲသွားတာနော်တကယ်စိတ်မကောင်းဖြစ်ရပါတယ် အဲ့တော့အဲ့အဲ့ဘွယ်တုန်းကဗောနော်အဲ့လိုမူလဲသွားတော့ကြာပြန်ဘက်ကအဲ့လိုဆွန်ရက်ကမူလဲထားတာမှန်းသိလို့မို့မြန်ပြန်ဘက်ကတအားကြီးတိုက်ဆက်ဖွင့်ပြီးအဲ့ဘွယ်တုန်းကထိုးသွားတယ်လို့ခံစားမိလားကျွန်တော်တော့အဲ့လိုမြန်လို့မို့ဗောနော်အင်းအဲ့လိုခံစားမိလားဆွန်ရက်အနေနဲ့အောင်မရကဘူးလတော့ဒီကဘူးလတော့မလားတာတဲ့တိတိုက်ကဒါပေမဲ့ခံစစ်ဆွေးတယ်ဟန်ခံစစ်ဆင်ကိုဒီ lập phải tới xin là lập phải lập phải tại tại cái mà ở đây lập phải tới mà mà xin thì anh nhìn tới nhạt lên bằng cao còn nó hoặc nó bằng cao thì ai tới xin sai sau đó là tới xin mà có công hà gạo gạo tem mà sáu thu coi anh hoặc có miệng chào bưu nó tới chào bị tới cùng chúng em chỉ nuôi trai để ngay từ tới cho vài ba vấn đề để khó chịu được bơi để khó chịu trả အဲပြောတဲ့ဟာကသူကတအားမူလဲတော့တယ်ပြီးလို့ရှိရင်ဟိုမူပြီးတော့ဟိုတဲခုခန်းဟိုဟိုတယ်ကိုပြောင်းသွားတော့ဗောနော်ဘာမှလည်းလောက်ပိုင်ခွင့်မရှိဘူးနားတယ်ဆေးထိုးတယ်အာအာသွင်းတယ်ပြီးမှလာပြန်ရတာဗောနော်အဲသူရဲ့အခက်ခဲအဲ့လိုမျိုးဖြစ်ရတာဗောနော်အဲ့တော့အဲ့အဲ့ပွဲတော့ကျွန်တော်တို့ထင်တာပေါ့နော်အဲ့ပွဲတော့ကဆွန်ရအရင်ကြီးမရှင်းဘူးပေါ့နော်အဲ့ကြိတ်နေနေပဲရှင်းသွားတယ်ကျွန်တော်တို့ထင်တာက ဆန်ရက်မကြေဝဲဖြစ်ရင်အဲ့ဒီအဲ့ဒီဖိုက်တာနဲ့ပဲမကြေဝဲဖြစ်ရမယ်လို့ကျွန်တော်တို့ကထင်ထားခဲ့တာအာအဲ့ဒီဖိုက်တာနဲ့ဘာဖြစ်လို့မကြေဝဲမဖြစ်ဖယ်နဲ့အခုပက်ဝီချန်နယ်ပြန်ပြီးမဟိုနိုင်ထားတဲ့ဖိုက်တာကိုဘာဖြစ်လို့ပြန်ပြီးမကြေဝဲထိုးရတာညီမမကောင်းမကြေပွဲကောင်းမကြေပွဲကတော့မသိပိုးဟာဟူပရချတ်ငါပါနာပိုးပရချတ်ကနိုကခွင်းတဲ့ကဒီပကြလာနေတဲ့ဒီပိုးပိုးပရချတ်ကပဲဘက်လာဘက်လာကပလေးမော်တယ်ဘေးဆနာကြာက คนคนน้อยอ่าคนคนน้อยเออคนคนน้อยก็ถูกต้องแบบแบบกลิ่นปลายก็คนคนน้อยไปเนี่ยตีกลิ่นปลายก็แบบซิมาเวนราวมุขราวนี่น่าจะมีนี่ว่านี่มันอยากจ่ายว่าซิมาเวนกลิ่นกบเนาะอ่าเสตูพี่แค่เข้ากับคนคนน้อยเนี่ยก็ตัวไม่ใช่ผิดปุ๊บอ่าซิมาเวนก็ตัวโกเปลี่ยนไปสั่งขอได้ด้วยจังหมดดีปวยก็เปลี่ยนไปชินแจงผิดทางไป အဲ့တော့ဒီဒီဟိုဘာလဲမှာပေါ့နော်ဒီကွန်းထဲမှာပေါ့နော်ပြီးသက်တွေအများကြီးအားပေးကြပေါ့နော်ဆန်ရက်ကလည်းပြီးသက်တွေနဲ့ဟိုအမှန်ကန်အောင်ပွဲခံသွားပေါ့နော်ဘွဲပြီးမှာပေါ့နော်ဘာဖြစ်လို့အဲ့လောက်ဒီပေါက်ပေါက်ခွဲပြီးအောင်ပွဲခံသွားတခါမှဆန်ရက်စီအဲ့လိုအောင်ပွဲခံတာမျိုးမဟုတ်ဘူးအာအလွန်အလွန်တော့ကတိအလာကိုပတ်လာတဲ့ကတိချောင်းတော့ဆန်ရက်ကမွေးဘူးပေါ့အေးအလွန်တော့ဒီမွေး មើលមើលអមោះអមោះចត់ប៉ណ្ណមកបលតាញ់ជាសៃបលរ៉ាមកអមោះចត់ណាមើលផមតៃមើលរីបងនោះខ្លាំងក៏ប្លន់លេអពូនពូខ្លាកក៏ចាក់ឡាទៅពូនណាក៏ម៉ានណាសិនបាយអឺបងកោតែឡែមកោណាឡែមកោណាឡែមកោណាមកឡែមកោ ်ပြီးခဲ့တဲ့အခေါက်ကသူရှုံးထားခုနအမတို့ပြောတဲ့ပြတဲ့အတိုင်းပဲပြီးတဲ့အခေါက်ကသူရှုံးထားတဲ့အတွက်ကြောင့်မို့ဒီပွဲကသူနိုင်တဲ့အတွက်ကြောင့်မို့အတိုင်းထက်အလွန်ပျော်ရွှင်တယ်အတိုင်းထက်အလွန်လည်းအာသူအောင်ပွဲခံတဲ့အောင်ပွဲယူတာပေါ့နော်သူသူ့ကိုဒီကုန်ယူတာပေါ့နော်ကောက်ကစ်ကုန်ကြလိုက်တာတော့ပေါ့နော်အဲကိုသူ့ကိုသူလည်းကုန်ယူပြီးပျော်ရွှင်မိပါတယ်တဲ့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တန်ကုန်နော်တန်ကုန်တန်ကုန်ရအောင်အာတတိဟမ်ကပါမယ်ကျေးဇူးတင်ပါတယ် ci sono di temare. Panto, panto. Ci sono di temare. Ci sono di temare. Bye bye, thank you now.